Hello အားလုံးပဲမင်္ဂလာပါအရှင် MMA ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Ranya Director ကို American ပွဲဥထွက်မှာ Submission Grappling ကနေမှာပွဲတင်ပေးလိုက်တဲ့အကြောင်း Ranya ရဲ့ BJJ ကစားပုံနဲ့ပတ်သက်ပြီးတော့ match up ပေးလိုက်တဲ့ဘူချခါရဲ့အကြောင်း Kickboxing ခပတ်လူခွင့်ရပါတဲ့ Rotan ရဲ့အကြောင်း Canelo Alvarez နဲ့ Boxing ကစားပွဲရှိတဲ့ Nate Diaz ရဲ့အကြောင်း TUF မှာနီးပြလုပ်သွားမဲ့ corner နဲ့ Michael Chandler တို့ကိုစကားစစ်ထိုးလိုက်တဲ့ Dustin Poirier ရဲ့အကြောင်းကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Bania D Rider ဟာနောက်ဆုံးထိုးတက်သွားမဲ့ပွဲမှာအနာတိုလီမာလီခင်ကိုမရှုမလရှုံးနိမ့်ထားပြီးဝိတ်တန်းတစ်ခုရဲ့ Champion ဆိုတဲ့ဂုဏ်ပုဒ်ကိုပဲလက်လွတ်ထားရပါတယ်။ဒါကြောင့်သူ့အနေနဲ့ MMA ဘက်ကနေယာယီအနာယူဖွဲ့ရှိနေပြီး အမေရိကန်ပွဲဦးထွက်မှာတော့ Submission Grappling ကစားသွားမှာဖြစ်ပါတယ်လာမယ့်မေလ9ရက်နေ့မှာဆိုရင်တော့ One Championship ဟာ American နိုင်ငံ Colorado ပြည်နယ်မှာ159တန်းပြိုင်ပွဲကြီးကိုကျင်းပသွားဖို့ရှိနေပါတယ်။ American မှာကျင်းပရမယ့်ပထမဆုံးပြိုင်ပွဲဖြစ်တာကြောင့် One Championship အနေနဲ့သွေးဆိုင်ကောင်းတွေကိုပွဲထုတ်ပေးနေပါတယ်။အောင်လာအနေနဲ့လည်း159တန်းပြိုင်ပွဲမှာ ဖန်ရုံနဲ့ထိုးတက်ရမှာဖြစ်ပြီးတော့အောင်လာရဲ့ခါးသီးပြိုင်ဘက်ကြီး Rania Director ရဲ့တွေ့ဆိုင်လေ159တန်းပြိုင်ပွဲမှာပါလာတော့မှာဖြစ်ကြောင်းဝမ်ချင်ပြင်းစစ်ကနေတရယဝင်ထုတ်ပြန်လာပါတယ်။ Rania Director ရဲ့ပြိုင်ဘက်ကတော့ Tyro တို့လိုပဲဖြစ်ပါတယ်။ Rania Director က Middleweight Tyro တို့လိုကတော့ Lightweighter ဖြစ်ပြီးတော့ weight မတူကြပါဘူး။ဒါပေမဲ့ Super Fight တွေ့ဆိုင်အနေနဲ့လည်းတွဲထည့်ထားလာတာဖြစ်ပါတယ်။ ရိုင်းနီယာဒီရိုက်တာဟာ MMA ဘက်ကနေမှ BGG အာကူနဲ့အလုပ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ BGG ကထိတ်တန့်အဆင့်မျိုးတော့မဟုတ်ပါဘူး။1 championship ရဲ့ middleweight တန်းမှာတော့2လောက် BJJ ကောင်းတဲ့ fighter မရှိတာရဲ့ခြေတန်လက်တန်ရှိတာကြောင့်အလုပ်ဖြစ်နေတာပါမနစ်က Andre Gavon နဲ့ BJJ ကစားတုန်းကဆိုရင် Rainia တယောက်ဘလိုတွေ PR ပေးခံရတယ်ဆိုတာကတော့အားလုံးအတွေ့ပဲဖြစ်မှာပါ Rainia Director ရဲ့အခုပြိုင်ဘက် တိုက်ရိုတို့လိုကတော့ Andre Givao ရဲ့တပည့်အရင်ဖြစ်ပါတယ်။ One Championship ဟာမနစ်တုန်းကထိုက်ရိုတို့နဲ့ခေရိုတို့တို့အမွာညီနောင်က Submission Grappling အတွက်စာချုပ်ချုပ်ခေါ်ယူထားပါတယ်။နယောက်လုံးရဲ့ဆွမ်းဆောင်ရည်တွေကလည်းထိတ်တန့်အဆင့်မှာရှိနေပါတယ်။တိုင်ရိုတလိုဟာဆိုရင်ထိတ်တန့်ပြီးကြီးကြီးတမားဖြစ်တဲ့ဂယ်ရီတိုနန်ကိုတော့မှအနိုင်ယူထားပါတယ်။ရိုင်နီယာနဲ့အန်ဒရီဂီဗိုတို့ submission grappling ကစားတုံးကဆိုရင် one championship ဟာအမတ်ဘေးစနစ်ကိုမတုံးသေးပါဘူးချုပ်ကွမ်းမိပြီးတစ်ဖက်ပြိုင်ဘက်ကနေလက်ပုတ်အရှုံးပေးမှတာအနိုင်လို့သတ်မှတ်တာပါဒါကြောင့် Rania က give away နဲ့ပွဲမှာခံစစ်ကစားပြီးတရေရလက်ယူခဲ့တာပါ ခုတော့ one championship ဟာ submission grappling ပွဲတွေမှာအမှတ်ပေးစနစ်ကိုကျင့်သုံးနေပြီပဲဖြစ်ပါတယ်။ဒါကြောင့်ဒီတစ်ခါမှာတော့ Rainier Director ရဲ့ခံစစ်ကစားပုံကိုအလုတ်ဖြစ်တော့မှာမဟုတ်ပါဘူး။ရှင်လုံးမယ်ဆိုရင်တော့ weight တာတယ်ဆိုပေမဲ့လည်း tight rope တလို့ကိုရှင်နိုင်ဖွယ်မရှိပါဘူး။ Rainier Director ရဲ့နောက်ထပ်ရှုံးပွဲတစ်ပွဲမြင်တွေ့ရဖွယ်ရှိနေပါတယ်။ Tight rope တလို့ကပဲချုပ်ွက်တို့မဟုတ်အမတ်နဲ့အနိုင်ယူသွားမလားလို့ထင်ပါတယ်။ တကယ်လို့များအောင်လာကလည်းဖန်ရုံကိုတာအနိုင်ယူနိုင်ခဲ့မယ်ဆိုရင်နောက်ပွဲမှာလည်းရန်နီယာဒီရိုက်တာထံကနေမှခပတ်လူခွင့်ရတော့မှာပါရန်နီယာကတော့တိုက်ရိုတလူကိုရှုံးနှိမ်ခဲ့ရင်စိတ်ဓာတ်ပိုင်းပိုထိခိုက်သွားမှာဖြစ်ပါတယ်ဒီလိုတာဆိုရင် အောင်လာအတွက်မီဒယ်ဝိတ်ခပတ်အခွင့်ရေးပိုများလာမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ရန်နီယာရဲ့ BJJ ကစားပုံနဲ့ပတ်သက်ပြီးတော့မတ်ချက်ပေးထားတဲ့ဘူချက်ခါရဲ့အကြောင်းကိုဆက်လက်တင်ဆက်ပြီးတော့မှာပါ ရိုင်းနီယာဒီရိုက်တာဟာဆိုရင်ဝိတ်တန်းတစ်ခုရဲ့ချန်ပီယံဖြစ်စဉ်တုန်းက heavy weight တန်းအထိပါတက်ပြီးသုံးထပ်ကွမ်းချန်ပီယံဖြစ်ဖို့အတွက်စံတပြင်ပြခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့အိမ်မက်တွေကိုအနာတိုလီမာလီခင်ကနေမှသစားစီရိုက်ချိုးသွားခဲ့ပါတယ်။တကယ်လို့များ Rainier Director အနေနဲ့ middle weight တန်းကိုတက်ဖြစ်ခဲ့မယ်ဆိုရင်ပရိတ်သတ်တွေကြည့်ချင်နေကြတဲ့သွဲဆိုင်သွဲရှိနေပါတယ်။ဒါကတော့ Marcus Ameida ခေါ် ူချက်ခါနဲ့ Rainier Director တို့ရဲ့တွေ့ဆိုင်ပဲဖြစ်ပါတယ်။ဘူချက်ခါဟာဆိုရင် One Championship မှာ MMA ပွဲစဉ်၄ပွဲကစားထားပြီး၄ပွဲစလုံးမှာနိုင်ပွဲရရှိထားပါတယ်။သူကလည်း BJJ ပိုင်းကလာတာဖြစ်တဲ့ Fighter တူဖြစ်ပါတယ်။ဒါကြောင့်သူနဲ့ Rainier Director တို့ကပွဲဖြစ်လာမယ်ဆိုရင်သူတို့ရဲ့ BJJ အပြိုင်မှုကတော့ကြည်ကောင်းမှတေချာပါတယ်လို့ပြည်သက်တွေကယူဆနေကြပါတယ် ူချက်ခါကတော့ Rainier the Writer ရဲ့ BJJ ကစားပုံဟာဆိုရင်သူနဲ့မတူဘူးဆိုပြီးတော့လည်းမတ်ချက်ပေးသွားခဲ့ပါတယ် Rainier နဲ့ကျွန်တော်ရဲ့ BJJ ကစားပုံချင်းမတူပါဘူးသူကတဖက်လူကိုလဲချတဲ့အခါမှာဂျူတိုကိုအသုံးပြတာများပါတယ်ကျွန်တော်ကတော့ဂျူဂျစ်ဆူစကေးကိုသုံးပါတယ်မာလီခင်နဲ့ပွဲမှာတုန်းကဆိုရင်သူ့ရဲ့ take down တွေက လုံးဝအသုံးမဝင်ပါဘူးတူထက်အရက်ပုပြီးကိုလုံးကြီးနေတဲ့သူကိုဂျူဒို throw လုပ်ဖို့ကလုံးဝကိုမလွယ်ကူပါဘူး ရိုင်းနီးယားအနေနဲ့မာလီခင်ကိုလဲချလို့မရရင် ပုံစံတစ်မျိုးပြောင်းပြီးတော့ချင်ကန်ရမှာပါ။ဒါပေမဲ့သူကပထမအချိန်မှာတင်အလဲထိုးခံလိုက်ရတော့ game plan ပြောင်းဖို့တောင်အချိန်မရလိုက်ပါဘူး။ကျွန်တော်ဒါဆိုရင် game plan ၃ခုလောက်ထားပြီးကစားမှာပါလို့ဘူချက်ခါကနေမှပြောထားခဲ့ပါတယ်။လက်ရှိမှာတော့ရိုင်းနီးယားဒီရိုက်တာအနေနဲ့ heavy weight တန်းကိုတက်ဖို့ဆိုတာဖြစ်နိုင်ခြေနဲသွားပါပြီ။ဘူချက်ခါရဲ့ weight အနေထားအရလဲ light heavy weight တန်းတို့မဟုတ် မြေတဲဝိတ်တန်းတွေကိုဆင်းလာဖို့တော့အဆင်မပြေနိုင်ပါဘူး။ဒါကြောင့်သူတို့နှစ်ဦးရဲ့ပွဲကဖြစ်လာနိုင်ခြေတော်တော်လေးနည်းပါတယ်။ဆက်လက်ပြီးတော့ kick boxing ခပတ်လူခွင့်ရရပြီဖြစ်တဲ့ Rotan ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ Rotan ဟာဆိုရင်လက်ရှိ1 Championship ရဲ့ Flyweight မွေထိုင်း Champion တအူးပဲဖြစ်ပါတယ်။သူရဲ့ Striking စွမ်းရည်ကောင်းမွန်မှုနဲ့အတူ မာကုံလဲမြင်တာကြောင့် Iron Man ဆိုတဲ့နာမည်ပြောင်ကြီးနဲ့နာမည်ကြီးပါတယ်။မွေထိုင်းဘက်မှာဆိုရင် record ကောင်းကိုလည်းပိုင်ဆိုင်ထားတဲ့ fighter တူပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ One on Prime Video စစ်မှာဆိုရင်လည်း Rotan ဟာဆိုရင် Kickboxing ပွဲထိုးတက်ခဲ့ပါသေးတယ်။အဲ့ဒီပွဲမှာတရုတ် fighter ရီပူကိုအပြတ်အသတ်အသာစီးထိုးတက်နိုင်ခဲ့ပြီးတော့အမှန်နဲ့အနိုင်ရခဲ့ပါတယ်။ အဲ့ဒီပွဲမတိုင်ခင်ကလေးကရော်ထန်ဟာဆိုရင်ကစ်ပေါင်းစင်ချန်ပီယံစင်ခေါ်ခွင့်ပေးဖို့တောင်းဆိုထားခဲ့ပါတယ်။ကျွန်တော်အနေနဲ့ကစ်ပေါင်းစင်ချန်ပီယံစုကိုစင်ခေါ်ဖို့အတွက်လည်းအဆင်တင်ဖြစ်နေပါပြီ။ဒါကကစ်ပေါင်းစင်မှာကျွန်တော်ပထမဆုံးထိုးတက်မဲ့ပွဲလည်းမဟုတ်ပါဘူး။ အရင်ကတည်းကနံပါတ်1နေရာမှာရှိခဲ့တဲ့သူပါ။ဒီပွဲပြီးရင်တော့ကစ်ပေါင်စင်ချန်ပီယံခပတ်ကိုစိန်ခေါ်သွားပါမယ်။တဖက်ကစူပါလက်နဲ့ဒန်နီယယ်တို့ထဲကဘသူပဲနိုင်နိုင် ထိုးတက်သွားဖို့အဆင်တင်ပါပဲလို့ရော်တန်ကပြောထားခဲ့ပါဗျ။ စူပါလက်နဲ့ဒန်နီယယ်တို့ရဲ့ပွဲစဉ်မှာဆိုရင်တော့စူပါလက်ကပဲအနိုင်ယူပြီးသူ့ရဲ့ flyweight kickboxing champion ဖြစ်လာပါတယ်။ခုတော့ Rotan ရဲ့ဆန္ဒအတိုင်းပဲ one championship ကသူ့ကို kickboxing ခပတ်လူခွင့်ပေးလိုက်ပြီပဲဖြစ်ပါတယ်။လာမယ့် match လမှာကျင်းပမယ့်1597ပြိုင်ပွဲမှာလည်းပဲထိုးတက်သွားကြတော့မှာပဲဖြစ်ပါတယ်။စူပါလက်ဟာဆိုရင်လည်းပဲမွေထိုင်းလောကကနေလာတဲ့ fighter တဦးပဲဖြစ်ပါတယ်။ One Championship Flyweight Muay Thai Ranking မှာဆိုရင်လည်းပဲအဆင့်နှစ်နေရာမှာရက်တည်နေတယ်လို့ One ကိုမရောက်ခင်ကတည်းကလည်း WBC Champion ဖြစ်ခဲ့ပါတယ်။လက်ရှိ Pound for Pound အကောင်းဆုံး Muay Thai Fighter ဆင်းရင်ထဲမှာအဆင့်၃နေရာမှာရက်တည်နေပါတယ်။ Super Lat ဟာဆိုရင် Rotan အတွက်ပြိုင်ဘက်ကောင်းတူဖြစ်လာမှာပါ။သူတို့နှစ်ဦးရဲ့ပွဲကကြည့်ကောင်းနိုင်ပြီးတော့ striking ပိုင်းကြိုက်တဲ့ပရိသတ်တွေအတွက်တော့ အကြိုက်တွေ့မဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ရော့တန်ပဲအနိုင်ယူပြီးအကစားနှမျိုးရဲ့ချန်ပီယံဖြစ်မလား၊ဒို့မဟုတ်စူပါလက်ကပဲခပ်ပတ်ကာကွယ်သွားနိုင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါပါ။ဆက်လက်ပြီးတော့ခါနီလိုအမ်ရိုက်စ်နဲ့ဘောင်းစင်းကစားရပွဲရှိတဲ့နေဒီယက်စ်ရဲ့အကြောင်းကိုဆက်လက်တင်ဆက်ပေးတော့မှာပါ FC မှာပြိတ်တက်အများအပြားရှိတဲ့ဖိုက်တာတအူးဖြစ်တဲ့ Nate DS ဟာဆိုရင်စက်တင်ဘာတုန်းက Tony Ferguson နဲ့ထိုးတက်ခဲ့ရပါတယ်။အကြအပိုင်းကိုရောက်နေပြီဖြစ်တဲ့အတွက် Fighter နှုတ်ရဲ့တွေးဆောင်မှုဟာဆိုရင်အကျိတ်အနေတော့မရှိခဲ့ပါဘူး။တရုတ်သားမြောက်အချီမှာပဲ Nate DS က Tony Ferguson ကိုချုပ်ကွက်နဲ့ပွဲတိန်လိုက်ပါတယ်။အဲ့ဒီပွဲအပြီးမှာပဲ Nate DS နဲ့ UFC တို့ဟာစာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ သာကျုပ်တက်တန်းတို့ဖို့အတွက်ဆွေးနွေးမှုတွေလည်းအဖွဲ့အစည်းနဲ့ကစားသမားကြားထဲမှာမရှိခဲ့ပါဘူး။ဒီလိုနဲ့ပဲ Nate Diaz နဲ့ UFC တို့ဟာဆိုရင်တရားဝင်လမ်းခွဲဖြစ်သွားခဲ့ကြပါတယ်။အသက်38နှစ်ရှိပြီဖြစ်တဲ့ Nate Diaz အနေနဲ့ဘယ်ကိုသွားမလဲဆိုတာကတော့အတိအကျပြောလို့မရသေးပါဘူး။လက်ရှိမှာဆိုရင်လည်း Nate Diaz နဲ့ပတ်သက်လို့သတင်းပေါင်းစုံထွက်ထားပါတယ်။အသက်အရွယ်အရာငွေရှာဖို့တာအယုံဆိုင်ဖို့များပြီး ဝင်ငွေကောင်းတဲ့ဘောက်စင်ဘက်သွားဖွယ်လဲရှိနေပါတယ်။ဒါအပြင် WWE အကြီးအကဲနဲ့တွဲရိုက်ခဲ့တဲ့ပုံကြောင့် WWE ကိုရောက်ဖွယ်ရှိတယ်ဆိုပြီးတော့လဲသတင်းတွေထွက်ထားပါတယ်။ MMA ဘက်မှာဆိုရင်လဲဘလတာနဲ့သတင်းတွေကြဲလောင်နေပြီး One Championship နဲ့လဲသတင်းထွက်ထားပေမဲ့ဖြစ်နိုင်ချေတော့နည်းနေပါတယ်။လက်ရှိမှာဆိုရင်တော့ Nate Diaz ဟာဆိုရင်နာမည်ကျော်ဘောက်စင်သမား ကာနီလိုအေဗရက်နဲ့ဘောင်စင်ကစားဖွဲ့ရှိနေတယ်လို့သိရပါဗျ။နေဒီယက်နဲ့ကာနီလိုအေဗရက်တို့ကိုပွဲတည်ပေးနိုင်ဖို့အတွက် နမေကျော်ဘောင်စင်ပွဲစီစဉ်သူတဦးကစူးစမ်းနေတာဖြစ်ပါတယ်။မက္ကဆီကိုနိုင်ငံသားကာနီလိုအေဗရက်ဟာဆိုရင် စွမ်းဆောင်ရည်ကောင်းလွန်ပြီးတော့သူ့ရဲ့ prime time မှာရှိနေပါတယ်။အဲ့ဒီလို fighter ကိုအကြပိုင်းမှာရှိနေတဲ့ Nate Diaz ကသွားရှင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ Nate Diaz အနေနဲ့ထိုးကြီးအရာမျိုးမျိုးမြက်မြက်ရမယ်ဆိုပေမဲ့လည်းမရှုမလရှုံးနေမှာတော့တေချာပါတယ်။ဆက်လက်ပြီးတော့ TUF မှာနီးပြလောက်သွားမယ်ခွန်နာနဲ့ Michael Chandler တို့ကို က္ကစစ်ထိုးပြောဆိုလိုက်တဲ့ Dustin Poirier ရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာပါမကြာခင်မှာဆိုရင်တော့ပရိတ်သတ်တွေစောင့်မျှော်နေကြတဲ့ Conor McGregor ရဲ့ comeback ကိုမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ Conor ဟာဆိုရင် The Ultimate Fighter ပြိုင်ပွဲကြီးမှာနီးပြအဖြစ်နဲ့ MMA လောကထဲကိုပြန်ဝင်လာတော့မှာပဲဖြစ်ပါတယ်။ TUF 37မှာ Conor McGregor နဲ့ Michael Chandler တို့ဟာနီးပြတွေအဖြစ်နဲ့အားပြိုင်ကြရတော့မှာပါ UF ပြိုင်ပွဲပြီးရင်လဲသူတို့နှစ်ဦးကိုပွဲတည်ပေးမှာဖြစ်ကြောင်း UFC ဥက္ကဋ္ဌကြီးတနာ White ကိုယ်တိုင်ကလည်းအတည်ပြုပြောဆိုထားပါတယ် ခေါနာမက်ဂရီဂိုနဲ့မိုက်ခဲချန်ဒလာတို့အားပြိုင်ကြမှာနဲ့ပတ်သက်ပြီးဂျားတဲ့ကနေစကစစ်ဝင်ထိုးထွားခဲ့တဲ့ဒူတူလည်းရှိနေပါတယ်။သူကတော့ Dustin Poirier ပဲဖြစ်ပါတယ်။ Dustin Poirier ဟာဆိုရင် ခေါနာနဲ့ချန်ဒလာတို့နှစ်ဦးစလုံးကို အနိုင်ယူထားပါတယ်။အဲဒါကြောင့်ငါသားတွေရှင်ပြိုင်မဲ့ပွဲဆိုပြီးတော့လူမှုကွန်ရက်ပေါ်မှာပြည့်ရည်ပြူပြီးစိန်ခေါ်သွားခဲ့ပါတယ်။ ။နောက်ထပ်စကားဆက်ဝင်ထိုးထွားခဲ့တဲ့သူကတော့ Michael Johnson ပဲဖြစ်ပါတယ်။ Michael Johnson ဟာဆိုရင် Dustin Poirier ကိုအလဲထိုးအနိုင်ယူထားခဲ့ဘူးတဲ့သူပါ။သူကတော့မင်းအတွက်သားတွေဆိုရင်ငါ့အတွက်မြေးတွေပေါ့ဆိုတဲ့အထာနဲ့ဝင်ပြီးတော့စကားဆက်ဝင်ထိုးဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ။နောက်ဆုံးရထားတဲ့ MMA သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးပါရမယ်ဖြစ်ပါတယ်။ဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကြီးစုအားပေးသွားကြတဲ့ပရိသတ်အယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ် ကျွန်တော်ရဲ့ channel လေးကိုလည်း like and share အပြင် subscribe လေးလုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့် video တွေမှာပြန်ဆုံတွေ့ကြပါစို့။